ဆရာမန်းတင်ရဲ့မြို့ပိုင်မောင်ပြုံးချူစာအုပ်မှာသမိုင်းလူအမည်ရတဲ့အကြောင်းအရာကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်။မြို့ပိုင်မောင်ပြုံးချူဟာအလျား15တောင်ခန့်ရှိသော ကျွန်းသားလေရင်ဖြင့်ချောင်းငယ်တစ်ခုကိုစုံစင်းလာလေတယ်။လေလော်သူများအပြင်တကြီးဥပိုးဝဟာပယ်ပိုင်းမှထိုင်လျက်ဥပိုးပင်ဟာဥပိုင်းမှထိုင်လျက်လိုက်ပါလာကြလေတယ်။ လေဝမ်းအတွင်းမှာကမောင်ပြုံးချိုနဲ့သူ့ရဲ့တောလိုက်စရေးဖြစ်လေတယ်။ရှေးပဝေတနီက ပလိဟောင်းကြီးများဝါလူလူပလိမဟုတ်သောပလိများရောက်ရာနေရာတွင်အရက်ရှာတကဲ့သို့မောင်ပြုံးချိုဟာရောက်ရာဒေသတွင်ဘဟုတုတရှာမိတတ်သည်။ထို့ကြောင့်ယခုလဲသူသည်တကြီးများထံမှ ရတတ်သမျှသောဒေသန္တရဘဟုတုတများကို အပတ်တကုတ်ချစ်ချုပ်ယူရန်အလို့ငါဤသို့စကားဆလိုက်လေတဲ့အကြီးမင်းရဲ့ရှေ့ကရွာဟာဘာရွာပါလဲတိုက်ကြီးကုန်းမှာဦးဘိုးပိန်ကပြောလေတယ်ဘာကြောင့်တိုက်ကြီးကုန်းလို့ခေါ်ပါသလဲဒီအရက်ကရေမြုပ်တဲ့အရက်ဆိုတော့ရွာများကိုဂုံးကြတဲ့နေရာမယ်တီးရပါတယ်ဒီရွာဟာလဲရှေးကတိုက်အိုကြီးရှိတဲ့ကုန်းမှာတဲလို့တိုက်ကြီးကုန်းလို့ခေါ်ပါတယ် ဟောဟိုရှိကရွာကိုဗျအဲ့ဒီရွာကထိန်ကုန်းပါတဲ့อืมဒီရွာလဲထိန်မင်းရှိတဲ့ကုန်းပါတယ်လို့ထိန်ကုန်းလို့ခေါ်တာပေါ့ဟုတ်လားဟုတ်ပါတယ်တကြီးနှစ်ယောက်ကပြိုင်သူဖြေကြလေတယ်อืมဒီနေရာကရွာတွေကသူ့သမိုင်းနဲ့သူ့ကိုဗျဒါနဲ့နေပါဦးဟိုခလန်းလန်းကမြင်ရတဲ့ဖျားလေးနဲ့ရွာကဟောဘာရွာတဲ့လဲတို့ပါတဲ့ဥဘောဝါက ြုံးစီစီနဲ့ဖြေးလေတယ်။ဘာဗျ။မောင်ပြုံးချိုကနားမလဲသဖြင့်ပြန်မေးလေတယ်။တို့ရွာပါ။တကြီးနှစ်ယောက်စလုံးကဖြေးပြန်နေ။ဟွန်းနာမည်ကတေဆန်းဘာပြုတ်လို့တို့ရွာလို့ခေါ်တယ်လေဗျ။သမိုင်းပြောစမ်းပါဦး။နှစ်ယောက်သောတကြီးမင်းတို့ဟာတုံနိပါဝေတိတ်ဆိတ်နေကြလေတယ်။ကဲဥပ္ပဝါတို့ရွာဟာခမကြီးရွာအုပ်စုတွေမှာမဟုတ်လားပြောစမ်းပါဦး။ မှတ်ရသားရအောင်မောင်ပြုံးချူကတိုက်တွန်းပြန်ရာဒတွေးကို၃လေးကာလောက်မြိုလိုက်ပြီးတော့တို့ရွာသမိုင်းကိုမဆိုင်မဲပြောကြလေရှင်တုံးကမဏိစီသူမင်းတရားကြီးဖောင်ဆက်ကြနဲ့လှဲ့လေတော့ဒီအရက်ဒီဒေတာရောက်တော်မူလာတာကိုဒီတော့ခိတခဏဖောင်တော်ကို အခုရွာတဲတဲ့နေရာမယ်စိုက်ထားပြီးဖောင်ဦးမယ်ဖျားတဆူဖောင်ပဲ့မယ်ဖျားတဆူတဲပါတယ် ဟောဟိုကအခုမြင်ရတဲ့ဖယားဟာဖောင်တော်ဦးဖယားပါရွာဟိုဘက်မယ်ဒီကကြည့်တော့မမြင်ရပါဘူးအဲ့ဒီဖယားကဖောင်တော်ဘက်ဖယားပါဖယားတဆူနဲ့တဆူဘလောက်ဝေးတယ်လဲမောင်ပြုံးချိုကမေးလိုက်တယ်တမိုင်လောက်တော့ဝေးပါလိမ့်မယ်ဒါဖြစ်ဖောင်ကြီးကအကြီးကြီးပေါ့ဒီချောင်းလေးတွေဝင်နိုင်မမလားဟာအဲ့ဒီမင်းကလက်ညှိုးညွန်ရရေဖြစ်နေတာပဲချောင်းချင်းနေရင် လက်ညှိုးညွန်ပြီးချဲ့လိုက်မှာပေါ့အင်းအင်းပြောပါဦးဒါနဲ့အဲ့ဒီမင်းကြီးဟာဖះနှစ်ဆူတဲပြီးတဲ့နောက်ဖောင်ဆက်ကြာနဲ့ထွက်ခါနီးမယ်ဒီဖះနှစ်ဆူရဲ့ဇက်ကြားမှာရှိတဲ့နေရာဒေတာဟာအထုအမျက်ဖြစ်တယ်ဒီနေရာမယ်ရွာတဲပြီးအထုရွာလို့တွင်စီလို့ဗျာဒိတ်တော်ချခဲ့တယ်အခုကာလရွေလျောလို့အထုရွာကတို့ရွာဖြစ်လာပါတယ်လို့သမိုင်းကိုအဆုံးသက်ပြီးလင် ရှေ့တွင်ရှိသောကုန်းအစ်ကြီးထဲမှကုန်းကို၌၍ထုံတုံနေလေတယ်။ဥဘဝဤတမိုင်းဆုံးသည်နှင့်တပြိုင်နက်ငိန်ချက်သားကောင်းလာသောဥဘပိန်ကအဟိဟိဟိဟုဆိုကာစကန်းချပြန်လေတယ်။ကျွန်တော်ကြားဘူးတဲ့ဒုတ်တမိုင်းကဒီလိုမဟုတ်ပါဘူး။ဥဘပိန်ကနှီးတန်းပြိုးတယ်။အင်းစိုးစမ်းမအောင်။မူခွဲကိုမှတ်သားလို့တော့မောင်ပြုံးချူကအားပေးတယ်။ကိုဘိုးပိန် ဟုတ်တာတွေမပြောနဲ့နော်။ဦးဘိုးဝါကဟန့်တားတယ်။ဘဲနဲ့သူကြားဘူးတာပြောပါစေလို့မောင်ပြုံးချူကဦးဘိုးဝါကိုကန့်ကွက်တယ်။ကျွန်တော်ကြားဘူးတာကဒီလိုပါ။အင်္ဂလိပ်မင်းအောက်မြမာပြည်ကိုသိမ်းတော့စစ်ဘိုလ်ကြီးတယောက်မျက်စိလေလမ်းမာပြီးဒီနေရာရောက်လာပါရော။အဲ့ဒီတုန်းကအခုတို့ရွာနေရမယ်။အင်္ဂလိပ်၄-၅အိမ်လောက်ပဲရှိတယ်တဲ့။အိမ်တော့မဟုတ်ပါဘူးလေ။တဲဆုပ်ကလေးတွေပါ။ဒါနဲ့ ်စစ်ဗိုလ်ကြီးကလည်းခရီးပန်းပြီးစစ်သား၄50ယောက်နဲ့ဝင်လာတော့အဲ့ဒီတဲတဲကလူတွေကထွက်ကြည့်ပါရောထွက်ကြည့်တဲ့လူတွေတဲကလည်းတယောက်မှအနာကတ်ချင်စရာမကောင်းဘူးတဲ့တချို့ကမျက်ခန်းဆက်တွေတချို့ကလည်းတကူလုံးအနာတွေပေါက်လို့ပြည်တရွှဲရွှဲနဲ့တချို့ကလည်းကိုမကောင်းကြဘူးတဲ့အဲ့ဒါတွေမြင်တော့အင်္ဂလိပ်စစ်ဗိုလ်ကြီးဟာယွန်လဲယွန်ကြောက်လဲကြောက်ဖြစ်ပြီးတို့တို့ တို့တီမာရီတို့တို့တို့ဆိုပြီးရွာတွေကထွက်ပြေးပါရောဒါကြောင့်ဒီရွာကိုတို့လို့ခေါ်ပါတဲ့ဥပိုးဝရှိတွင်ရှိသောကုန်းအစ်ကြီးဟာ ဥပိုးပင်ဤခေါင်းကိုပြောင်းငနေထိက ရေထဲသို့ကျသွားလေတယ်ဥပိုးပင်ကလည်းခေါင်းကိုပုတ်ရင် အနီးရှိ ထိုးဝါးကြီးကိုဆွဲ၍နေရာမှထလေတယ်ဟင်ခွေးမာတာ ူများရွာကို မတရားပြောတယ်ဟုဆိုကာဥဘောဝဟာအနီးရှိလေသမားထံမှတက်ကိုလုနေလေရေကူးကောင်းစွာမတက်သောတောလိုက်စည်းရည်နှင့်မောင်ပြုံးချိုမှာကမိတို့မှမကြံနိုင်ပဲဘဲညာတွတ်တွတ်ခါအောင်လူးနေသောလေနံနှစ်ဖက်ကိုဆွဲမြဲစွာကန်ရကဟေးဟိုးမလုံနဲ့လေဟေးတကြည်ထိုင်ပါဟောဟောဟု မျက်လုံးပြူးမျက်စံပြူးနဲ့အော်ရင်လှေဆောင်၍မှောက်သွားလျာမောင်ပြုံးချူသည်ဇနကမင်းကိုဂုံပြိုင်လျက်နှလံမြဝေးကွာသည့်ကန်းသို့ယောက်ျားတို့၏လုံလဖြင့်ကူးသွားလျာမေကလာနတ်သမီးမကယ်တော်လဲကန်းဆက်သို့ရောက်သွားလေတယ်တောလိုက်စရေးလဲသူနဲ့မရှိမနှောင်းကန်းသို့ရောက်လာလေတယ်လေသမားနှစ်ယောက်ဟာလေကို ကန်းဆက်သို့ဆွဲယူနေကြလေတယ်။တကြီးနှစ်ယောက်မှာရေဆက်တွင် ထွေးလုံးရစ်ပတ်ဖြစ်နေကြလေတယ်။ပူးလိုက်ခွာလိုက်လုံးလိုက်ဖက်လိုက်နဲ့ပါဇက်ကလည်းဆဲဆူချိန်မောင်းနေလျက်ရေထဲတွင်တဝုံဝုံဖြစ်နေကြပြီးနောက်မှကမ်းပေါ်သို့တက်လာကြလေတယ်။သို့သောဒေါသရှိန်ကမပြေသေး။ကိုရင်ကျုပ်တို့ရွာကိုမတရားပြောတယ်။ခမည်းကျုပ်ကိုမတရားကုန်းအင်းနဲ့ပေါက်တယ်။ မောင်ပြုံးချိုနဲ့တောလိုက်စေးကသူတို့နှစ်ယောက်ကိုကြည်ရင်ငိုအားထက်ရီအားတန်နေကြလေတယ်သူတို့ဇရာတပည့်နှစ်ယောက်ဟာတဟားဟားရီနေရသည်နှင့်စကားမပြောနိုင်ကြပဲတကြီးနှစ်ယောက်ဤခန္ဓာကိုယ်အောက်ပိုင်းများကိုလက်ညှိုးထိုး၍ပြနေကြရလေတယ်ထိုအခါကျမှတကြီးနှစ်ယောက်ဟာအောက်သို့ငုံကြည့်မိကြလေတော့တယ်ငုံကြည့်မိမှပင်နှစ်ယောက်စလုံးပစိုးမပါ ဗလာကိုကြီးဖြစ်နေတာကို တွေ့မြင်ကြရလေတော့တယ်။ဟင်းနှစ်ယောက်စလုံးဤဗျိုင်းသူအာဘေရိတ်တန်ထွက်ပေါ်လာပြီးနောက်လက်ဝါးနဲ့အုတ်ကားကိုင်းတော်သူဝင်ပြေးကြလေတည်း။ပြုံးတမဲ့မဲ့1949ထို3နှစ်1945ဒီဇင်ဘာနဲ့စာပရိသာ အထူးတို့အမှတ်၈တို့၌တို့အမည်ဖြင့်ပါရှိခဲ့သည်။ဆီယာမန်းတင်ဤဒုတိယအကြိမ်ထုတ်ဝေသော ြို့ပိုင်မောင်ပြုံးချူစာအုပ်မှာတမိုင်းလိုအမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါတယ်ရှင်။